ဲ့လိုမျိုးတို့ရေဒီနေ့ကတော့မိဖို့ကြောင့်တဲ့ကအင်ရှင်မရရဲ့လက်ဆွဲပန်းကော်ဖီသုံးမဟုတ်ပန်းမုံလားလို့ခေါ်ကြတဲ့လာလဲလားစားလို့လည်းရတဲ့ပန်းမွင့်လေးကြောင့်ပြောပြပေးပါမယ်နော်ပန်းကော်ဖီရဲ့ရှေးကြဆုံးမူရင်းမျိုးစေးကအရှိတ်မြေထဲပင်လယ်ဒေသဖြစ်တဲ့ Cypress ညွန်းကနေစတင်ခဲ့တာဖြစ်ပြီးတော့ Wine Cavish ကနေဆင်းသက်လာတာဖြစ်ပါတယ်နော် BC 600ခန့်ကတည်းကတူရကီအီတလီဒေသတွေကိုစတင်ရောက်ရှိခဲ့ပြီးတော့16ရာစုခန့်မှာတော့ဥရောပတခွင်ကိုပြန့်နှံ့လာတာဖြစ်ပါတယ်နော် ျမတို့မြန်မာနိုင်ငံကိုတော့ဗြိတိရှ်ကော်လိုနီခေတ်မှာဥရောပကနေဟင်းသီးဟင်းရွက်အဖြစ်စတင်မိတ်ဆက်ခံခဲ့ရပြီးတော့မှရောက်ရှိလာတာဖြစ်ပါတယ်နော်။ယခုတော့နေရာအနှံ့စိုက်ပျိုးစားသုံးနေကြပါပြီနော်။ဆိုတော့မျိုးစားဘယ်လောက်များများရှိလဲဆိုတာလည်းမျိုးတို့သိအောင်ပြောပြပေးမယ်နော်။နံပါတ်1ဖပဲကလစ်ဖလာဝါသူ့တော့ခရမ်းရောင်ပန်းကော်ဖီလို့မြန်မာမျိုးပြုလို့ရပါတယ်နော်။ဘာလို့ခရမ်းရောင်ဖြစ်နေရလဲဆိုတော့အန်တိုဆန်နင်းလို့ခေါ်တဲ့ဓာတ်တုဆန့်ကျင်ပစ္စည်းကြောင့်ခရမ်းရောင်တန်းနေရတာဖြစ်ပါတယ်တဲ့နော်။ အရသာကကျမတို့တွေ့နေကြအဖြူရောင်ပန်းကော်ဖီနဲ့ဆင့်တူပဲမယ်လို့ပြုတ်လိုက်လို့ရှိရင် ရောင်ပြောင်းတော့တတ်ပါတယ်နော်အဖြူရောင်ဓာတ်တော့ဗီတာမင် A ပို့ပြီးတော့ပါဝင်ပါတယ်နော်နံပါတ်1 Orange Cauliflower သူ့ကိုတော့လေမုန်ရောင်ပန်းကော်ဖီလို့မြန်မာမှုပြုလို့ရပါတယ်နော်ဗီတာမင် A ပါဝင်မှုပုံမှန်မြန်မာတဲ့အမျိုးအစားဖြစ်ပါတယ်ဗီတာကာရိုတင်းဓာတ်ကြောင့်လည်းလေမုန်ရောင်တန်းနေရတာဖြစ်ပါတယ်နော်အခြားမျိုးအစားတွေတက်ပို့ပြီးတော့ချိုတဲ့အရာသာရှိပါတယ်နော်နံပါတ်3 Green Cauliflower ဒါကိုတော့ကျမတို့ရှင်မှာ ဘရိုကိုလီလို့လည်းသိကြပါတယ်အစိမ်းရောင်ဘန်းကော်ဖီလို့လည်းမြန်မာမှုပြုလို့ရပါတယ်နော်ဒီဘန်းကော်ဖီကတော့ပုံမှန်ဘန်းကော်ဖီတွေထက်အာဟာရဓာတ်ပိုကျွဲဝပြီးတော့ဗီတာမင် C ပါဝင်မှုပိုပြီးတော့မြင်မာပါတယ်နော်နံပါတ်၄ Romanesco Cauliflower ဒါကိုတော့ပိရမစ်ပုံဘန်းကော်ဖီလို့ကျမတို့မြန်မာမှုပြုလို့ရပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ပန်းပွင့်ပုံတံတန်လေးကထူးထူးခြားခြားပိရမစ်ပုံလေးဖြစ်နေလို့ပါတယ်နော်ဒီပန်းမုံလာရဲ့အယောင်ကတော့အစိမ်းရောင်နဲ့အဝါရောင်ကြားကအယောင်မျိုးဖြစ်ပါတယ်နော် အရတာကချိုတဲ့ရတာရှိပါတယ်နော်နံပါတ်5 white cauliflower အဖြူရောင်ပန်းကော်ဖီလို့မြန်မာမှုပြောလို့ရပါတယ်နော်ဒီပန်းကော်ဖီလေးကတော့ဈေးတင်ပြီးတော့အစားအများဆုံးမျိုးစားဖြစ်ပါတယ်ကျမတို့အတွေ့ရအများဆုံးမျိုးစားလည်းဖြစ်ပါတယ်နော်ဘာဖြစ်လို့အဖြူရောင်လေးဖြစ်နေရလဲဆိုတော့အရွက်တင်နဲ့ဖုံးအုပ်ထားတာကြောင့်နေရောင်ခြေမထိတရလို့ chlorophyll လို့ခေါ်တဲ့အဆိုင်ရောင်ခြေပြည့်စည်မထွက်ပါအောင်နော်။ဒါကြောင့်အဖြူရောင်ဖြစ်ရတယ်လို့ဆိုပါရနော်။ဈေးနှုန်းတက်တာဆုံးမျိုးစားလည်းဖြစ်ပါရနော်။ ခုလိုမျိုးမျိုးစားရေတိတ်သွားပြီးတဲ့နောက်မှာတော့ဒီပန်းကော်ဖီကိုချက်ပြုတ်စားသုံးနည်းအနည်းချင်းကိုပြောပြပေးပါမယ်နော်ရင်းနှွေးစုစုမှာစားအနည်းငယ်ထည့်ပြီးတော့9မိနစ်ကနေ9မိနစ်ခန့်ထိပြုတ်ပြီးစားလို့ရပါတယ်နော်တံပြာရီချက်တံပြူစားရည်နဲ့နေပြီးတော့လဲစီအနည်းငယ်နဲ့ကြော်စားလို့ရပါတယ်နော်နောက်တစ်ခါတံပြာရီချက်တံပြူပင်စိမ့်ပင်နေနဲ့လဲနေပြီးတော့ဖောက်စားလို့လဲရပါတယ်နော်စီအနည်းငယ်ဆန်းပြီးတော့မီးကင်လို့လဲရပါသေးတယ်ပန်းကော်ဖီချိုချင်းပန်းကော်ဖီကြော်ပန်းကော်ဖီတော့ ဘန်ကော့ဘီဟင်းရီစတာတွေလည်းလှုပ်ရှားလို့ရပါတယ်နော်ဒါရီကတော့ဘန်ကောက်ဘီကိုအမျိုးမျိုးလှုပ်ရှားလို့ရတဲ့နီလန်းလေးတွေဖြစ်ပါရဲ့နော်။ကိုစိတ်ကူးရှိရင်ရှိသလိုလည်းတီထွင်ပြီးတော့ချက်ပြုတ်ကြော်လို့စားတောက်လို့ရပါသေးတယ်နော်။အခုပြောပြခဲ့တာတွေကတော့ဘန်ကောက်ဘီရဲ့သမိုင်းကြောင်းနဲ့မျိုးစားကြောင်းတွေပဲဖြစ်ပါရဲ့။နောက်ထပ်ဘန်ကောက်ဘီစားရင်ရရှိလာမယ်။ကျိုးကျေးဇူးတွေကိုလည်းမျိုးတို့သိအောင်ပြောပြပေးပါမယ်နော်။ဘန်ကောက်ဘီစားခြင်းကောင်းကျိုးများ။နံပါတ်1အာဟာရတက်ကြွယ်ဝခြင်း ီတာမင် C ပါလို့ကိုယ်ကစနစ်ကိုမြင့်တင်ပေးပြီးအသားရည်ကိုလည်းလှပစေပါတယ်။ဗီတာမင် K ပါလို့လည်းရိုးကျက်မှိုင်းနဲ့သွေးခဲမှုတွေကိုထောက်ကူပြည့်စေပါတယ်။ဖိုလိတ်ဓာတ်ပါလို့လည်းဆဲအသစ်ကြီးထွားမှုအတွက်ရန်ကောင်းလို့အထောက်ကူဖြစ်ပါတယ်နော်။နံပါတ်1မြင့်တက်ကြွယ်ဝခြင်းမြင့်တက်ကြွယ်ဝလို့အစာချေစနစ်ကိုကောင်းမွန်စေပြီးဝမ်းမံစေပါတယ်။နံပါတ်3ကင်ဆာရောဂါကိုကာကွယ်နိုင်ခြင်း sulforaphane လိုမျိုး drop ပေါင်းနေပါဝင်တဲ့အတွက်လဲကင်ဆာဆဲတွေကြီးထွားမှုကိုဟန်တာနိုင်စွမ်းရှိပါတယ်။နံပါတ်၄ နှလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်းအမြင့်ဓာတ်နဲ့ပိုတက်ဆီယမ်ဓာတ်တွေပါဝင်တာကြောင့်သိပောင်ခြင်းကိုထိန်းချုပ်ပေးပြီးနှလုံးကျန်းမာရေးကိုများစွာအထောက်အကူပြုပါရယ်ဒါတွေကတော့ပန်းကော်ဖီသို့မဟုတ်ပန်းမုံလာစားခြင်းရဲ့ရရှိလာမယ့်အကောင်းကျိုးလေးတွေအကျိုးကျေးဇူးတွေဖြစ်ပါတယ်နော်ခုလိုမျိုးကောင်းကျိုးတွေရှိသလိုပဲပန်းကော်ဖီစားတဲ့အခါမှာရရှိလာမယ့်တတိထားရမယ့်အချက်တွေလည်းရှိပါတယ်နော်နံပါတ်1ဥမာကြီးတွင်ဓာတ်ငွေပိုထွက်စေခြင်း Rufinose ပါဝင်တာကြောင့်လေအောင်ခြင်းဖိုင်းအောင်ခြင်းတွေဖြစ်စေတတ်ပါတယ် နံပါတ်2တိုက်ရိုက်ဟော်မုန်းဟန်တားနိုင်ခြင်း Guitrogen ဆိုတဲ့သဘာဝဒရပ်ပေါင်းတစ်ခုပါဝင်တာကြောင့် iodine ဓာတ်စုပ်ယူမှုကိုဟန်တားနိုင်တယ်လို့တိုက်ရိုက်ဟော်မုန်းထုတ်လုပ်မှုလည်းအနည်းငယ်ဟန်တားနိုင်တာကြောင့် hypothyroidism လို့ခေါ်တဲ့တိုက်ရိုက်ဟော်မုန်းနည်းသူများတိုက်ရိုက်ကင်ဆာရှိသူများလေပင်းကြီးနေသူများတိုက်ရိုက်ယောဂရှိသူများသတိထားပြီးတော့စားသင့်ပါတယ်နော်နံပါတ်3ကြောက်ကရောဂါရှိသူများ ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုမြင့်မားတာကြောင့်ကြောက်ကရောဂါရှိသူများကတော့ဆီယမ်ဝင်တဲ့အတိုင်းပဲပြီးမှစားသုံးသင့်ပါတယ်နော်။နံပါတ်၄ဓာတ်မတည့်ခြင်းတချို့သူတွေမှာရေပြားရရန်ခြင်းဖိနှာခြင်းစတဲ့ဓာတ်မတည့်တဲ့လက္ခဏာတွေလည်းဖြစ်ပေါ်တတ်ပါတယ်။ဒါတွေကတော့ပန်းခေါ်ပြီးစားတဲ့အခါမှာရရှိလာမဲ့ဆိုးကျိုးလေးတွေဖြစ်ပါတယ်။နောက်ထပ်သတိထားမယ့်အချက်ကလေးတွေလည်းထပ်ပြီးတော့ဖြည့်ဆွတ်ပြောပြချင်ပါသေးတယ်။နံပါတ်၁အပူရမ်းမပေးပါနဲ့။အာဟာရဓာတ်များပြည့်စည်နိုင်လို့ပါ။နံပါတ်၂ ချိန်ကြာကြာမချက်ပါနဲ့ခါတက်တော့အရသာရှိလာနိုင်လို့ပါနံပါတ်3အစိမ့်မစားပါနဲ့အစာကြေခဲပြီးဖိုင်းနာတက်လို့ပါနံပါတ်4ချက်ပြုတ်ပါချက်ပြုတ်ပြီးစားမှသာကော်တီရိုဂျင်လို့ခေါ်တဲ့ဓာတ်ကိုရော့ပါစေပြီးအစာကြေလွယ်စေမှာပါနံပါတ်5တင့်တင့်မြတ်သားစွာစားသုံးပါတပတ်လင်း2ချိန်သုံးမဟုတ်3ချိန်စားသုံးခြင်းဖြင့်ကျန်းမာရေးအကျိုးကျေးဇူးတွေကိုရနိုင်လို့ပါနံပါတ်6တန်ရှင်းအောင်စေကြောပါ ပိုသက်ဆေးကျွင်းများရှိနိုင်တာကြောင့်ဂျီနဲ့တေချာစွာဆေးကျုံးပြီးမှစားတော့မှာနံပါတ်9တိုင်းရယောဂရှိသူများအလုံးမင်းမစားမြင့်စေရန်တတိထားပါဒီလိုလူတွေကဆေးအဝန်နဲ့တိုင်ပင်ပြီးမှသာစားတော့တင်တာပါဒါတွေကတော့ဒီပတ်မှုလာဝင်လေးစားတဲ့အခါမှာတတိထားမယ့်အချက်ကလေးတွေဖြစ်ပါတယ်နော်ဒီတော့ဒီပတ်မှုလာဘန်ကော်ဖီလေးကကျမတို့ရဲ့ဥယျာဉ်ခြံထဲကလှပတဲ့အလှဆင်မှုတခုတည်းမကဘူးသူတို့မှရှည်လျားတဲ့သမိုင်းကြောင့်နှက်ဆိုင်တဲ့ရင်ကျင်းမှုအိဗယ်တွေနဲ့ ကျမရဲ့အတွက်ပါအံဩစရာအကျိုးကျေးဇူးတွေရှိနေတယ်ဆိုတာသိရပြီဆိုတော့ဒီဗီဒီယိုလေးကနေအသုံးဝင်တဲ့ချက်လက်လေးတွေဒါရရှိခဲ့မှန်းဆိုရင် like နဲ့ share လုပ်လို့ရပါတယ်နော် နောက်လာမယ့်စိတ်ဝင်စားစရာဗီဒီယိုတွေအတွက်လည်းဒီ channel လေးကို subscribe လုပ်ကြဖို့မမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်ပမုံလာလေးတွေလို့ဆိုပြီးလာပါတဲ့ဘွာလေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီမှာပဲနှုတ်ဆက်ပါရစေနော် bye